င်းလေးမှာတော့ဒေါင်းဒေါင်းထဲမှာပဲနေကျင်တဲ့သူတွေအတွက်အလုံးမျိုးနယ်တဲ့ကဒီ OK ပုံကိုအခန်းလေးနဲ့ပြည့်စုံပါမယ်ရှင်။ เนาะအာအိမ်လုံးချင်းတစ်လုံးစာလောက်ကျယ်ဝန်းနေရှင်အခန်းထောင်ပိုင်း၄ခန်းတော့ပါလားဆိုတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေပေါ့เนาะအာဒါကတော့အဲကန်လေးပါအဲကန်မှာဆိုလဲမိသားစုရဲ့အများကြီးနေလို့ရမယ့်အနေထားလေးပါရှင်အပေါ်ဘက်မှာဆိုရင်ဆိုလဲစင်လိုင်းဟိုက်ကပေါ့เนาะတော်တော်လေးကိုလှတယ်အဲဒီဘက်ချမ်းမှာဆိုရင်တော့အဲကင်ချင်လေးရှိမှာပေါ့เนาะ kitchen လေးကလည်းတော်တော်လေးကိုကျဲပါတယ်ဒါလေးကို ဒီမှန်ဆွဲတကားလေးနဲ့ပြုတ်လုပေးထားတယ်။ဒီမှာဆိုလည်းကပီနက်တွေအပေါ်အောက်ကအပြေးတက်ဆင်ပေးထားပါရဲ့ရှင်။ဒီဘက်ချမ်းမှာဆိုရင်လက်စတိုရုံးလေးတခန်းထားပြီးထားရပါတော့။ဒီဘက်မှာဆိုရင်လက်မှန်ပြတွင်းပေါက်တွေတက်ပြီးထားတဲ့အတွက်အလင်းရောင်ကောဒီအနမ်းတက်တွေရောအကုန်ကောင်းလေပေါ့နော်။ဒီအပြင်ဘက်မှာဆိုရင်တော့ kitchen အဒီ kitchen ရဲ့ဘေးနားမှာ dining room လေးရှိမှာပေါ့နော်။ dining area ဆိုလည်းဒီ6ရောက်လောက် AC စီစီ ီနေလို့ရတဲ့အနေထားလေးပါတော်တော်လေးကိုကျဲတယ်ဒီဘက်မှာဆိုရင်လည်းတခြားပစ္စည်းလေးတွေတူတော်ထားဖို့နေရာလေးထားပေးထားတယ်ဒီမှာဆိုလည်းပစ္စည်းအများကြီးထားလို့ရတဲ့အဲဒီကပ်ဘင်းတွေထည့်သွင်းလေးထားရပေါ့နော်ကဲဟိုဘက်ကအခန်းလေးတက်ကြအောင်နော်အဲဒီဘက်မှာဆိုရင်တော့ဒီအခန်းရဲ့အရှိတ်ဘက်မှာဆိုရင်လည်းကဘီနက်နေထားလို့ရတဲ့အလားပစ္စည်းတွေလည်းထားလို့ရတဲ့ထားလို့ရတဲ့နေထားလေးပါဒီဘက်မှာဆိုရင်တော့ master room ခန်းလေးရှိပါတယ်ရှင် ဒီ master room အခန်းကားပေါ့နော်အာတော်တော်လေးကိုကျဲတဲ့အောက်ဘက်မှာဆိုရင်လည်းပါကင်အပြည့်ခင်းပေးထားရပေါ့နော်ဒီဘက်မှာဆိုရင်လည်းမှန်ပြတွင်ပေါက်တွေအပြည့်တက်ပေးထားရအတွက်အလင်းရောင်ကတော့တော်တော်လေးကိုကောင်းတယ်ကပီနက်တွေလည်းထားပေးထားရအတွက်ဒီအဝေးစားရအတွက် AC ပေါ့နော်ထည့်စရာဒီဘက်မှာဆိုရင် master room ရဲ့တိုင်းလိုက်ကြီးရှိပါတယ်တိုင်းလိုက်မှာလည်းကြွေပြားတွေအပြည့်တက်ဆင်ပေးထားပြီးတော့တော်တော်လေးကိုတက်ရက်တယ်ပေါ့နော်ကဲနောက်ထပ်အခန်းလေးလည်းတက်ကြည့်ရအောင်နော် ဒီတို့ရအရှိတ်အခန်းမှာဆိုရင်လည်းနောက်ထပ် master room အခန်းလေးရှိပါအရှင်အခန်းလေးရတော့နည်းနည်းဆင်တူရပေါ့နော်အဲဒီဘက်မှာဆိုရင်လည်းဒီအခန်းလေးရဲ့ကဘီနက်လေးထားပေးထားတယ်ပြီးတော့ကတင်ရလည်းပါပေးထားပေါ့နော်အောက်ကလည်းပါကေးပြေးခင်းထားတယ်ဒီဘက်ချမ်းမှာလည်းအဲဒီ master room ရဲ့တိုင်းလန်လေးရှိမယ်သူလည်းကြွေပြအပြည့်ခင်းနေထားရပေါ့နော်နောက်ထပ် master room အခန်းရှိပါသေးတယ်ဒီရှောက်လန်းကလည်းတော်တော်လေးကိုကျယ်ပေါ့နော် ဒီဒီဘက်မှာဆိုရင်လည်းဧည့်သည်လိုင်းအစဉ်ပြီးအောင် common တိုင်းလိုက်ထားပေးထားတယ်။ဒါလေးကတော့နောက်ထပ် master room မှာရှင်။ဒီ master room ကတော်တော်လေးကိုကျေတာ။အမ်ဘေးဘက်မှာဆိုလည်းဒီနှစ်ယောက်အိတ်ကတင်းလည်းထားပေးထားတယ်။ဒီဘက်မှာကအာကပိနက်ပေါ့နော်ကပိနက်ထားလာတယ်ဒီဘက်မှာလည်းတခြားပစ္စည်းလေးတွေဖုန်းတွေပါလေတင်လို့ရအောင်ထားပြီးထားတယ်ဒီဘက်ချမ်းမှာဆိုရင်တော့သူ့ရဲ့အဲတိုင်းလိုက်လေးရှိမှာပေါ့နော် ဒီဘက်မှာဆိုရင်လည်းလုံအောင်မှန်ပြတွင်ပေါက်တွေအများကြီးနဲ့ထားပေးထားတယ်။ဒါကတော့ဒီခန်းလေးက runner လေးပါထည့်ပေးထားရဲ့။ runner လေးကလည်းမှန်နဲ့လုပ်ပေးထားတဲ့အတွက်တော်တော်လေးကိုအဆင်ပြေတယ်။တခြားပစ္စည်းတွေဖက်နက်တွေထားလို့ရအောင်လည်းအမ်ဒီကဘီနက်လေးထည့်ပေးထားတယ်။အပြင် view လေးကလည်းတော်တော်လေးရှင်တယ်။နောက်ထပ်ဒီဘက်ခြံအခန်းလေးလည်းကြည့်အောင်နော်။ ဒါလေးကတော့ဒီဘေးဘက်ချမ်းကနောက်ထပ် master room လေးပါရှင်ဒီ master room လေးကလည်းတော်တော်လေးကိုကျဲတာပါအဲဒီမှာဆိုရင်လက်နှစ်ယောက်အိတ်ကတင်ထားပေးထားတယ်ဘေးမှာလည်းတခြားပစ္စည်းဖုံးလေးထားလို့ရအောင်လို့ခုံလေးထည့်ပေးထားရပါတော့ဒီဘက်ချမ်းမှာလည်းကပီးနက်တွေထားလို့ရပြီးတော့အဲဒီဘက်မှာဆိုလည်းနေရာအလွတ်ကျဲကြီးရှိတယ်ဒီဘက်မှာဆိုရင်တော့သူ့ရဲ့ render လေးပါအဲဒီရန်ဒါကတော့တော်တော်လေးကိုကျဲတယ်ဘေးဘက်မှာဆိုရင်လက်မှန်းနဲ့အပြစ်ကတ်ပေးထားပြီးတော့အဲသူက view ကလည်းဟောတော့တော်တော်လေးကိုပွင့်နေဟိုဘက်မှာဆိုရင်လည်းလုံးဝ လှမ်းမြင်ရတယ်ပေါ့နော်စိတ်ကမ်းလို့ပါတော့ပေါ့အဲဟိုဘက်မှာဆိုရင်လည်းဒီအခန်းကတော့လုံးဝအပွင့်ပဲပေါ့နော်မှန်နေနဲ့လုံးဝအဲကာပေးထားပြီးတော့ဒီမှာဆိုလည်းဖွင့်လို့လည်းရတယ်ပေါ့နော်ဒီဘက် view ဆိုရင်လည်းဒီဟိုဘက်ကစိတ်ကမ်းနေလုံးဝအကုန်လုံးကိုလှမ်းမြင်ရတယ်ပေါ့နော်ဒီခန်းလေးရဲ့ဒီခန်းလေးဆိုရင်တိုင်းလက်တိုင်းလက်ရဲ့ရေချိုးခန်းရဲ့ကိုဖွဲပေးထားရယ်။ဒီဟာလေးကတော့သူ့ရဲ့တိုင်းလက်လေးပါရှင်။ ဒီဘက်ဘက်ချမ်းမှာဆိုရင်လည်းရေချိုးခန်းလေးထည့်ပေးထားတယ်။ဒီရေချိုးခန်းလေးမှာဆိုရင်ဒီဘတ်တက်လေးပါထည့်ပေးထားပါတော့။ဘတ်တက်နဲ့ရေစင်ကျင်တဲ့တူတွေအတွက်တော်တော်လေးကိုအဆင်ပြေတယ်။ဒီကွန်ဒိုမှာဆိုရင်ပေါ့နော်ဒီရေကူးကန်ရော facility နေနဲ့ဒီဂျင်ရောထည့်ပေးထားရတဲ့အေးအေးဆေးဆေးအကစားလုပ်လို့ရပါတယ်ရှင်ဒီခန်းလေးရဆိုရင် square feet 2800ကျော်ရှိပြီးတော့ down down ထဲမှာမီတာစုများပြီးတော့ပေါ့နော်ကြက်ကြက်ဝန်းနေကျင်တဲ့တွေတက်တကယ်ကိုတင့်တော်ပါတယ်စိတ်ဝင်စားတဲ့ဆိုရင်တော့ PSN property ကိုအခုပဲဆက်တက်လိုက်ပါရှင်